မင်္ဂလာပါရှင်။ပါမခဲ့တဲ့သတင်းဌာနမှကြိုးဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းသတင်းထုတ်များကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။အခုချိန်မှစပြီး PJ နိုင်ငံကုလမတ်ကင်ဆောင်ထားသောပြည်ပထောက်ခွာမြေအလုပ်သမားများအလုံးရှင်နေမှစတင်၍စစ်ကောင်စီခွင့်ပြုချက်မရှိဘဲပြည်ပထောက်ခွာခွင့်မရှိတော့ပြည်ထောက်ခွင့်စစ်စစ်ရန်၅ရက်ကြိုတင်လျှောက်ထားရမည်ဆိုတဲ့သတင်းအပအဝင်နောက်ဆုံးရသတင်းများကိုအစီအစဉ်ကတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံမှပြည်ပနိုင်ငံများတို့ပြည်ချေအလုတ်ကိုင်နိုင်ငံကူလက်မှတ်ဖြင့်ထွက်ခွာမြေအလုတ်သမားများအားလုံးသည်ယနေ့မတ်လ18ရက်နေ့မှစတင်၍စစ်ကောင်စီခွင့်ပြုချက်မရှိဘဲပြည်ပနိုင်ငံများတို့ထွက်ခွာခွင့်မရှိတော့ကြောင်းပြည်ပအလုတ်ကိုင်အေဂျင်စီများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် မက်စလာဆယ်ရည်နေတွင်စေကောင်းစီကပြည်ထောင်နိုင်ငံကူးလက်မှတ်ဖြင့်ပြည်ပသို့ထောက်ခွာမည်အလုသမားများအားလုံးသည်အလုသမားဝန်ကြီးဌာနထံသို့အနည်းဆုံး၅ရက်ကြိုတင်ရေးခွင့်ပြုချက်တောင်းရမည်ဟုအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်အဆိုပါအမိန့်မှာယနေ့မက်စလာ၁၉ရက်နေ့တွင်စတင်အသက်ဝင်လာကြောင်းသိရှိရသည် အလုသမားတွေမှာ OWIC နိုင်ငံကိုလက်မှတ်လေရင်လက်မှတ်ရှိုံနဲ့တော့ပြပထွက်လို့မရတော့ဘူးအလုသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရမယ်ခွင့်ပြုချက်ရမှာတွားရမယ်ခွင့်ပြုချက်မရရင်လေစိတ်မှာပေးမသွားဘူးဟုပြပလောက်ကအေဂျင်စီပိုင်ရှင်တူကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်စစ်ကောင်စီအလုသမားဝင်ကြီးဌာနပြပတို့နေ့စဉ်ထောက်ခွာခွင့်ပြုသည့်အလုသမားများစည်းရုံးကိုရန်ကုန်နဲ့မန္တလေးပြည်ပြည်ဆိုင်ရာလေစိတ်များသို့ပေးပို့မည်ဖြစ်ကြောင်း အလုတ္တမဝင်ကြီးဌာနကလေဆိပ်သို့ပေးပို့သည့်ခွင့်ပြုချက်စီရင်နှင့်မပါဝင်သူများအနေဖြင့်လည်းပြည်ပသို့ထွက်ခွာခွင့်ရရှိမည်မဟုတ်ကြောင်းသိရှိရသည်။အကြမ်းဖက်ဆက်ကောင်စီအလုတ္တမဝင်ကြီးဌာနကအလုတ္တမများကိုပြည်ပထွက်ခွင့်ပြုရာတွင်တနည်းလင်အလုတ္တမဥယေ120ဝန်းကျင်သာခွင့်ပြုမည်ဖြစ်သည်ဟုသိထားကြောင်းပြည်ပလောက်ကန်အေဂျင်စီအတန်းဝန်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်။ ကျွန်တော်တို့သိထားတာတော့အလုတ္တမဝင်ကြီးဌာနကပြည်ပကိုထောက်ခွာခွင့်ပြုမဲ့အလုတ္တမအရေးအတွက်တနည်းကို100နဲ့120ကြားပဲခွင့်ပြုမယ်လို့သိထားပါဗျ။အလုတ္တမတွေပြည်ပကိုထောက်ခွာတာအရင်များနေလို့စစ်စစ်တာလို့သိရပါတယ်ဟုပြည်ပလောက်ကန်အေဂျင်စီပိုင်ရှင်ကရှင်းလင်းပြောဆိုသည်အကြံပေးစက်ကောင်စီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မကြီးချစ်ဆွေကိုအလုတ္တမဝင်ကြီးအဖြစ်စံနှုန်းလ31ရက်နေ့တွင်ပြောင်းလဲခန့်အပ်ပြီးနောက်ပြည်ပသို့တွားရောက်အလုတ်လုပ်ရန်ရင်းခဲ့သောတင်းကျပ်သောစီမံစည်းကမ်းများကိုစက်ကောင်စီကချမှတ်လာခြင်းဖြစ်သည်။ ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကန်ဒီဂျာမအခကျင်းွေရယူအစားထိုးစစ်မှုထမ်းတသားတဲ့ဖြစ်စစ်တဲလိုက်ပါသွားသူတသားတဲ့ကိုစင်ဘဘတိုက်ပွဲတွင်သေဆုံးစစ်တပ်ကရော့ကျင်းနဲ့ခန်းစား권မပေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ AR တန်းကန်ကြီးတောင်မြို့နယ်တွင်စစ်မှုထမ်းပတ်စင်6တနန်းစင်9စင်ဘို့ဘို့ရှေတန်းတိုက်ပွဲတွင်တည်ဆုံခဲ့ပြီးလေဖြတ်နေသည့်ဖခင်ဖြစ်သူကျင်းခဲဆောင်ဒေသတွင်တရင်ရင်မြကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မန်းလှဆယ်ရက်နေ့ရှမ်းပြည်နယ်နဲ့ကရင်နယ်ပြည်ဆက်ရှေးလန်းစစ်မြေပြင်တိုက်ပွဲတွင်ကိုစင်မဘိုးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းကိုစင်မဘိုးသည်ကံချီတောင်းမြို့နယ်ရေရင်စိတ်အုပ်စုမှဖြစ်ပြီးစစ်မှုရန်အစာထိုးတသားတဲ့ဖြစ်အခကျင်းငွေရယူစတက်သေးသို့လိုက်ပါခဲ့သည့်လူငယ်တို့ဖြစ်ကြောင်းသေဆုံးမှုတရင်ကိုစံဘက်စက်ကောင်စီတပ်သားများကမိသားစုဝင်များထံသို့လာရောက်အသိပေးပြောဆိုကြောင်းသိရသည် တည်ဆုံသောသောကိုစင်ဘိုဘိုရင်းမိခင်မရှိတော့ပဲလေဖြက်နေသည့်ဖာကင်နာကျင်းရင်ခဲ့ပြီးတာဖြစ်သူတဲ့င်းကြောင့်စိတ်ထိခိုက်ဝန်းနေနေကြောင်းစစ်မှုရန်တသားတဲ့ကိုစင်ဘိုဘိုတည်ဆုံမှုအတွက်စစ်တပ်ကရော့ကျင်းနဲ့ခန်းစားခွင့်တစုံတရာပေးရခြင်းမရှိကြောင်းသိရှိရသည် စမုတ်ရန်ဘတ်စင်6ကငွေကြေးနဲ့ရယူပြီးစမုတ်တန်စားထိုးလိုက်ပါသွားတဲ့ကိုစင်ဘိုးဘိုးရှမ်းပြည်ရှေ့တန်းစင်မြနယ်ပြည်မှာတိတ်ဆုံသွားတယ်လို့စစ်ခွေးတွေကမိသားစုဝင်တွေကိုလာရောက်ပြောဆိုသွားတယ်လို့သိရတယ်။ကိုစင်ဘိုးဘိုးရဲ့မိခင်ဖြစ်သူကတော့တိတ်ဆုံသွားတာတစ်နှစ်ခန့်ရှိပြီလို့သိရတယ်။ဖခင်ဖြစ်သူကတော့လေးချက်နေတယ်။တားဖြစ်သူတရင်ကြောင့်စိတ်ထိခိုက်နေတယ်လို့သိရတယ်ဟုဒေသရင်းတရင်ရဲမြက်ကပြောဆိုသည် ထို့အပြင်ရရင်စိတ်အုပ်စုအစံဖက်စစ်တက်ကအုပ်ချုပ်ရေးမှုထွန်းအောင်ကလည်းတရက်တော်ရွာအုံတော်ရွာကျုံလာချောင်းဖျားရွာနဲ့တကောနိုင်ရွာဘက်ချမ်းတို့မှစစ်မှုထမ်းရန်အတွက်လူငယ်73ပေးရမျိုးဆိုကအတင်းဓမ္မတောင်းခံနေခြင်းနောက်လူငယ်များပြားထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်ဆက်လက်ပြီးအုပ်ဖို့ပိုင်ပကိုရုံးမှတွင်စစ်တက်ကစစ်ကြောင်းထုံနေရေးတိုက်ဝဲများပြင်းထန်လာနိုင်ပြီးတကောထုတ်နေသူများကိုလည်းအေးအေးယူနိုင်ရန် PDF ဖွဲ့ကတော်လာခွေများပိတ်ပင်လိုက်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ဘဂိုးတိုင်းအုပ်ဘုံမြို့နယ်ပိုင်းဘဂိုးရိုးမှာတွင်ကျန်းဖက်စစ်တပ်ကစစ်ကြောင်းထုံနေ၍တိုက်ပွဲများပြင်းထန်လာနိုင်ပြီးတခိုးထုံနေသူများကိုလည်းအေးအေးယွန်းနိုင်ရန်တော်လာခွေများပိတ်ပင်လိုက်ကြောင်းတာယာရီခိုင် PDF မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ယနေ့မတ်လ16ရက်နေ့မှာစတင်၍အုပ်ဘုံမြို့နယ်အပိုင်းပဲခူးရုံမှတွင်ရှိတာယာရီခိုင်တရင်သုံးရှိတုံညာနှင့်တက်ခွဲလေးမြောက်ပြောက်ကြားတပ်ဖွဲ့ဆစ်စည်ရဲနေမြေတွင်အကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထိုးခြင်းများလှုံ့ဆော်နေသောကြောင့်ဆစ်စင်ရဲ့အချိန်မြင့်တက်လာမည်ဖြစ်၍မော်တော်ယာဉ်၃မိန်ဆိုင်ငယ်ကျွဲနှင့်နှွားများတောလာခွင့်ကိုတားမြင်လိုက်ကြောင်းသိရသည် ထို့သောတာမြင့်ခြင်းသည်စစ်စင်ရေးများကြားပြည်သူများမကြေကိုက်စေရန်နှင့်တည်တော်သင်္ကန်းစာတာများကိုတရားမဝင်ခိုးထုတ်မှုများကိုထိထိရောက်ရောက်အရေးယူနိုင်ရန်အတွက်ဖြစ်ပြီးပြည်သူများအနေဖြင့်ထုတ်ပြန်ချက်ကိုလိုက်နာပေးကြရန်တရားရေးခိုင် PDF မှတောင်းရှိသူတို့ကပြောဆိုသည်တော်လင်းရင်တပ်ဖွဲ့များသည်တက်တော်တည်ရန်စာတများကိုကဝဲထိန်သိမ်းနေပြီးဂျမ်ဖက်စစ်ကောင်စီအတွက်ဝင်းဝေရှာဖွေပေးနေသည့်တရားမှွင့်တခုထုံမှုများကိုဖန်စီအေးယူနေကြောင်းတာယာရီခိုင် PDF မှတောင်းရှိသူတို့ကရှင်းပြသည် ပြည်သူ့ကောင်ရဲ့တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက်ခေကြီးကောက်ခံခြင်းတကူထုတ်ခြင်းများလုံးဝလုံးဝလှုပ်ဆောင်ခြင်းမရှိကြောင်းနဲ့အခြားတော်လှန်ဖွဲ့စည်းများလှုပ်ဆောင်ခြင်းကိုလည်းလက်မခံကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်ရှိကုဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့ငွေလိမ်လုပ်ငန်းကထိန်းသိမ်းထားသူ၃၀၀၀ကျော်ပြန်ပို့ဖို့အသိအဖြစ်နေကြောင်းစက်ကောင်စီပြောဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်နယ်မြို့ရီမြို့နယ်မှာရှိတဲ့ online ငွေလိမ်လုပ်ငန်းနဲ့ online လောင်းစားလုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့နိုင်ငံသားသား3000ကျော်3012ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီလို့စစ်ကောင်စီက match လ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ match လ16ရက်နေ့မှာလည်းမြို့ရီမြို့နယ်မဲတော်တလေးနဲ့ KK ဘတ်နယ်မြေမှာတရုတ်နိုင်ငံသား163ကိုထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေ match လ16ရက်ထိတရားမဝင်ရောက်လာတဲ့နိုင်ငံ ငံကြားသား6500ကျော်6599ဦးကိုစစ်ဆေးဖို့ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီထဲက3500ကျော်3588ဦးကိုထိုင်းနိုင်ငံကတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါရယ် မြောင်းရီမြို့နယ်ထဲမှာထိမ့်သိမ်းခဲ့တဲ့ထဲမှာတရုတ်အင်ဒိုနီးရှားဗီယက်နမ်မလေးရှားပါကစ္စတန်အိန္ဒိယရှူဂတာအီသီယိုးပီးယားနေပေါ်ထိုင်းဂျပန်ယဝန္ဒါကင်ညာကဇစ်စတန်ကမ်မောရီးယားဂါနာဘင်္ဂလားဒေ့ရှ်နဲ့တရုတ်တိုင်ပေကနိုင်ငံသားတွေပါဝင်ပါတယ်။အွန်လိုင်းလောင်းစားနဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကိုတာစီကာဝေးတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအင်းနီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီးစုံစမ်းဖော်ထုတ်အရေးယူနေတယ်လို့စစ်ကောင်စီကပြောထားပါတယ်။ ဆလဘိနိုင်ငံကပိတ်ဆို့မှုများကိုကြော်လွားဖို့နေလန်ရှာယာမျိုးစစ်ကောင်ဆောင်မင်းအောင်လိုင်းပြောဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်အနာဒိစကောင်ဆောင်မြန်လိုင်းဟာနိုင်ငံတကာကသူတို့ပေါ်တန်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုကြော်လွားဖို့နှိမ့်လင်းရှာရမယ်လို့ပြောကြားလိုက်ပါတယ်။လက်ရှိစကောင်ဆောင်တွေနဲ့လူပုဂ္ဂိုလ်အချို့ကိုနိုင်ငံတကာကပိတ်ဆို့အရေးယူထားလို့ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကိုပိတ်ဆို့ထားတာကြောင့်အခက်အခဲတွေဖြစ်ပေါ်နေကရင်းဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သတ်ချက်တွေကိုကြော်လွားရမယ်လို့ဆိုပါတယ်။ မင်းအွန်လိုင်းကမက်လ15ရက်မနက်ပိုင်းကရန်ကုန်တိုင်းအလုံးမျိုးနဲ့ Asia World Port Terminal AWPD စိတ်ကမ်းမှာစိတ်ကမ်းလုပ်ငန်းကဏ္ဍဆွမ်းဆောင်နိုင်မှုနဲ့ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကိုတွားရောက်ကြည့်ရှုခြင်းပြောကြားခဲ့တာပါ။အရင်ကမြန်မာနိုင်ငံကစိတ်ကမ်းတွေဟာအရှိတောင်အာရှမှာပို့ကုန်တွေအဓိကတင်ပို့တဲ့စိတ်ကမ်းတစ်ခုဖြစ်ခဲ့ပြီးလက်ရှိချိန်မှာတော့အကြောင်းမျိုးမျိုးကြောင့်ပို့ကုန်တွေတင်ပို့မှုလျော့နေနေကရင်းဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သက်ချက်တွေကိုကျော်လွှားရမယ်လို့မင်းအွန်လိုင်းကဆိုပါတယ်။ ဆက်အာနာတိမ်မှုကြောင့်သာတိုင်းပြည်ဟာစီးပွားရေးကျဆင်းသွားပြီးအဖက်ဖက်ကပိတ်ဆို့မှုတွေရှိနေတဲ့ပုံမှာတော့မင်းအောင်လှိုင်ကဘယ်တော့မှဝန်ခံပြောကြားခြင်းမရှိခဲ့ပါဘူး။နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်နိုင်ငံသားသုံးွေသုံးဆွဲမြဖြစ်နေပြီးကုန်သွယ်ရေးလုပ်ငန်းတွေမှာငွေပေးချေဖို့အခက်အခဲဖြစ်နေတယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကိုရိုင်း2023ခုနှစ်ဇွန်လပိုင်းတုန်းကပြောဆိုခဲ့မှုပါတယ်။ အနာသိမ်းပြီးချိန်ကစပြီးစစ်ဗိုလ်ချုပ်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအမေရိကန်ကနေဒါပြည်ထောင်ဥရောပသမဂ္ဂတို့ကအရေးယူပိတ်ဆို့မှုတွေစတိုက်ချမြင့်တိုးမြင့်လှုပ်ဆောင်လျက်ရှိနေပါသေးရှင်။